မင်္ဂလာပါရှင်။အခုချိန်ကစပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့အတံမြင့်ဌာန Radio NUG အစီအစဉ်မျိုးကိုတိုက်ရိုက်အတံလွှင့်ပေးနေပါရှင်။ မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းတဘာဝပြီးဆေးဟာနာရှင်ပြီးတို့ကနေကင်ဝေးပြီးကိုစိတ်နှပါပေးခြင်းလုံခြုံကြပါစေလို့ Radio News ချိဖွေသားများကနေဆုတောင်းမြတ်တာပို့သလာရပါတယ်ရှင်။ခုချိန်ကစပြီးနိုဝင်ဘာလ2ရက်နေ့ Radio News ရဲ့မနက်ခင်းစီစဉ်တွေကိုစတင်ထုတ်လွှင့်ပြီးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Radio News ရဲ့ပြည်တွင်းသတင်းတွေကိုတော့လူဦးမှုကဖတ်ကြားတင်ပြပေးပါတော့မယ်ရှင်။မင်္ဂလာပါခင်ဗျာ။ အခုချိန်ကစပြီး2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့ရေဒီယို UNG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် တန်အမတ်ကြီးဦးကျော်မုံထွန်းကဆဲအိုစု၏ရက်ဆက်မှုများကိုရက်တန့်ရန်နဲ့အထုအယောင်ရွေးကောက်ပွဲကိုပယ်ချရန်နိုင်ငံတကာအတိုက်အဝန်းကိုတိုက်တွန်းဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ကုလသမဂ္ဂအထွေထွေညီလာခံတွင်လူ့အခွင့်အရေးကောင်စီအစီအခံစာကိုဆွေးနွေးရာတွင်မြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မုံထွန်းကဆဲအိုစု၏ရက်ဆက်မှုများကိုရက်တန့်ရန်နဲ့အထုအယောင်ရွေးကောက်ပွဲကိုပယ်ချရန်နိုင်ငံတကာအတိုက်အဝန်းကိုတိုက်တွန်းခဲ့ပါတယ်။အစီအဝေးတွင်လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌတန်အမတ် ဂျူးလော်ဘာကကောင်စီ၏အစီအခံစာအပူပါဆုံးဖြတ်ချက်များကိုတင်ပြခဲ့ရာတွင်ဥကြုံမွန်းထွန်းကဧပြီနှင့်ဇွန်လလတွင်လူ့ခွင့်ရေးကောင်စီကအတည်ပြုခဲ့သည့်မြန်မာနိုင်ငံလူ့ခွင့်ရေးဆိုင်ရာဆုံးဖြတ်ချက်58မြင်းဆောင်20နှင့်ရိုဟင်ဂျာမွတ်စလင်များနှင့်လူနည်းစုအခြေအနေဆိုင်ရာဆုံးဖြတ်ချက်59မြင်းဆောင်2ကိုကြိုဆိုကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်ကောင်စီ၏တမာတမတ်ကြသောဖြည့်ရှင်းမှုများသည့်မြန်မာပြည်သူများ၏အခက်အခဲဆုံးအချိန်တွင်အသက်အမြအရေးကြီးကြောင်းအလေးပေးထောက်ပြခဲ့ပါသည် ထို့အပြင်ကမ္ဘာလူ့အခွင့်အရေးမှာဆုတ်ယုတ်နေပြီးအန္တရာယ်များတိုးပွားလာနေကြောင်းအာဏာရှင်များကကြောက်ရွံ့မှု digital ဖိနှိပ်မှုနဲ့အတုအယောင်ရွေးကောက်ပွဲများကိုအသုံးချ၍စန့်ကျင်သူများကိုခြေမုံနေကြောင်းပြောကြားခဲ့ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီအာဏာသိမ်းမှုကဒီမိုကရေစီတိုးတက်မှုများကိုနောက်ပြန်ဆုပ်စေခဲ့ကြောင်း၄နှစ်ကျော်ကာလအတွင်းစစ်အုပ်စုကစစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်များအပေါ်ရာဇဝတ်မှုများကျူးလွန်နေကြောင်းကုလသမဂ္ဂရန်ရဲများ၏အစိုးရခန်းဆာများကိုကူးကား၍ထောက်ပြခဲ့ပါသည်စစ်အုပ်စုကအရက်သားများကိုရွယ်ချက်ရှိရှိတိုက်ခိုက်နေပြီးနေအိမ်ကျောင်းဆေးရုံဘာသာရေးအဆောက်အအုံများကိုဘုံကျဲဖျက်ဆီးနေကြောင်းတရားလက်လွတ်တပ်ဖြတ်မှုစနစ်တကျလိန်အကြမ်းဖက်မှုနှိပ်စက်မှုများမြင့် တက်လာနေကြောင်းထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ရလဒ်အနေဖြင့်ပြည်သူ3.6တန်းနေရက်ဆုတ်ခွာထွက်ပြေးနေရပြီး22တန်းလူသားချင်းအကူအညီလိုအပ်နေကြောင်းကလေးများနဲ့အမျိုးသမီးများအထူးထိခိုက်နေကြောင်းအလေးပေးထောက်ပြခဲ့ပါတယ်။ထို့အတူတရားဥပဒေစိုးမိုးမှုပြိုလဲမှုကြောင့်မြန်မာနိုင်ငံနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဗဟိုချက်ဖြစ်လာခဲ့ကြောင်းအွန်လိုင်းလိမ်လည်မှုလူကုန်ကူးမှု digital ကျုံပြုတ်မှုများဖြင့်ကမ္ဘာသားကောင်များခံစားနေရကြောင်းတင်ပြခဲ့ပါတယ်။ ရခိုင်ဒေသတွင်ရိုဟင်ဂျာမွတ်စလင်များနဲ့လူနည်းစုအခြေအနေဆိုးရွားလာနေကြောင်းစစ်အုပ်စုကအထမတပ်သားစုဆောင်မှုခွဲခြားဆက်ဆံမှုလေကြောင်းပုံကျဲမှုများဆက်လက်ကျွလွန်နေကြောင်းဒုက္ခသည်များဘေးကင်းစွာပြန်လည်နေရာချထားရေးအခြေအနေမရှိကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။အာဆီယံ၏၅ရက်သဘောတူညီချက်ကိုကျေးဇူးတင်ကြောင်းပြောဆိုခဲ့တော်လဲစစ်အုပ်စုကဂျာဝင်ဆွတ်ဖက်မှုမပြုတ်ရေးမှုကိုအလွဲသုံးစား၍ပြည်သူများအပေါ်စစ်စင်နွှဲနေကြောင်းတပ်အမတ်ကြီးကဝေဖန်ခဲ့ပါတယ်။ တယ်။ထို့ပြင်လုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669ကိုထိရောက်စွာအကောင့်ထဲဖွင့်ရင်တာဝန်ခံမှုရှိစေရန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရန်ဥကြုံမို့တို့ကတိုက်တွန်းခဲ့ပြီးကုလသမဂ္ဂအဖွဲ့အစည်းများအကြားညှိနှိုင်းမှုခိုင်မာရန်လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ အရေးကြီးလှုပ်ဆောင်ချက်များအဖြစ်လူသားချင်းအကူအညီအဟန့်အတားဖိတ်ရှားရေးစစ်အုပ်စုတို့လက်နက်လေရင်စီငွေကြေးစီးဆင်းမှုဖျက်ချောက်ရေး Federal Democracy တိဆောက်ရေးကူညီရေးတို့ကိုသူက အဆိုပြုခဲ့ပါတယ်စစ်အုပ်စု၏အတူရောင်ရွေးကောက်ပွဲမှာလှည့်ဖျားမှုသာဖြစ်ပြီးအကြမ်းဖက်မှုတိုးပွားစေမည်ဖြစ်ကြောင်းတတိပေးခဲ့ပြီးနိုင်ငံတကာအသိုက်အဝန်းကပြင်းထန်စွာကန့်ကွက်ရန်တိုက်တွန်းခဲ့ပါတယ်ခင်ဗျာ တာမတ်ကြီးဦးကျော်မိုးတို့က ICJ တရားရုံးကြီးအကြံဖက်ဆဲအုပ်စုကိုစားပြုခွင့်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးတွင်မြန်မာနိုင်ငံ၏အမြဲတမ်းကိုယ်စားလှယ်တာအမတ်ကြီးဦးကျော်မွန်းထွန်းကအပြည်ပြည်ဆိုင်ရာတရားရုံး ICJE အစည်းအခမ်းအစကိုဆွေးနွေးရာတွင်အကြံဖတ်ဆဲဟုစု၏ကိုစားပြုခွင့်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။အော်တိုဘားလာ31ရဲ့ညနေပိုင်းကပြောကြားခဲ့သည့်မိခွန်းတွင်ဦးကျော်မွန်းထွန်းကအပြည်ပြည်ဆိုင်ရာတရားရုံးသည်နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို ထိမ့်သိမ်းရန်အ धिक အခမ်းကဏ္ဍမှပါဝင်နေကြောင်းချီးကျူးခဲ့ပြီးအထူးသဖြင့်ယာတီဥတုပြောင်းလဲမှုဆိုင်ရာတာဝန် ံဝတ်တရားများနဲ့ပတ်သက်၍တရားရုံး၏အကြံပြုဆုံးဖြတ်ချက်ကိုတမိုင်းဝင်မှတ်တမ်းတစ်ခုအဖြစ်ရည်ညွှန်းခဲ့ပါတယ်။သို့သောတာမတ်ကြီးကမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ NUG သည်ဂမ်ဘီယာနိုင်ငံကတင်သွင်းခဲ့သည့် Rohingya လူမျိုးတုံးတပ်ဖြတ်မှုဆွဲချက်အမှုတွင်တရားရုံး၏စီရင်ပိုင်ခွင့်ကိုအပြည့်အဝလက်ခံခဲ့ပြီးကနအူးကန့်ကွက်ချက်များကိုရုတ်သိမ်းခဲ့ကြောင်းထောက်ပြခဲ့ပါတယ်။ထို့ပြင် NUG အနေဖြင့်တရားရုံးသို့အစိုးရခန်းစာများကိုပုံမှန်တင်ပြလျက်ရှိကြောင်းလည်းအလေးပေးပြောကြားခဲ့ပါတယ်။စ စန့်ကျင်ဘက်အနေဖြင့်တာမတ်ကြီးကတရားမဲ့အာဏာသိမ်းခဲ့သည့်အကြမ်းဖက်စစ်အုပ်စုကို တရားရုံးကမြန်မာနိုင်ငံ၏ကိုစားပြုအဖြစ်ဆက်လက်ခွင့်ပြုထားခြင်းကို အလွန်စိုးရိမ်ဖွယ်လို့ပြောကြားခဲ့ပါတယ်။ ်ကုလသမဂ္ဂအထွေထွေညီလာခံကဆေအိုစု၏ကိုစားပြုမှုကိုဒီဇိုင်းမမှန်ငင်းပယ်ထားသည့်ရက်တီချက်နှင့်မညီညွတ်ကြောင်းထောက်ပြခဲ့ပါသည်ဥပဒေမဲ့လောက်ရမြားဖြစ်ဥပဒေဆိုင်ရာအခွင့်အရေးမရှိဟုသောအပြည်ပြည်ဆိုင်ရာဥပဒေအခြေခံမူကိုချိုးဖောက်နေခြင်းဖြစ်ကြောင်းတပ်အမတ်ကြီးကသတိပေးခဲ့ပါသည်မြန်မာနိုင်ငံတွင်ဆေအိုစုကအရက်သားများကိုခွဲခြားမှုမရှိလေကြောင်းလက်နက်ကြီးတိုက်ခိုက်မှု အစုလိုက်တပ်ဖြတ်မှုနှိပ်စက်ညှဉ်းပန်းမှုလိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများဖြင့် စနစ်တကျဖိနေနေကြောင်းကြောင်းဆေယုံဖရာကြောင်းမွတ်စလင်ဘလီစသည့်အဆအုံများကိုရွေကျက်ရှိရှိဖျက်ဆီးနေကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ် ရလအနေဖြင့်ပြည်သူတန်းနဲ့ကြီးနေရက်ဆွတ်ခွာထွက်ပြေးနေရပြီးလူပေါင်း၂၂တန်းနီးပါးကလူသားချင်းအကူအညီလိုအပ်နေကြောင်းထိုလို့ရများမှာကြပန်းမဟုတ်ပဲပြည်သူများကိုကြောက်ရွံ့ဖိနှိပ်ရန်စနစ်တကျချမှတ်ထားသည့်မူဝါဒဖြစ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ညာ၏နောက်ဆုံးအစီအကံစာ A HRC 60မြင်းဆောင်78နဲ့လူခွင့်ရေးအထူးအစီအကံစာ A မြင်းဆောင်80မြင်းဆောင်63တို့ကဆေးဥစု၏ လောရက်များမှာစစ်ရာဇဝမှုနဲ့လူသားမျိုးနွယ်ပေါ်ရာဇဝမှုကျူးလွန်မှုအမျိုးအစားများဖြစ်ကြောင်းအတည်ပြုထားကြောင်းဥကြုံမတို့ကကိုးကားခဲ့ပါတယ်ခင်ဗျာနိုင်ငံရေးဥတီချက်၄ရက်အောင်မြင်တဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ APSDF ဆိုဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။နိုင်ငံရေးဥတီချက်၄ရက်အောင်မြင်တဲ့အထိလူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုတရက်လုံးနဲ့အတူဆက်လက်တိုက်ပွဲဝင်သွားမယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများ ဒီမိုကရက်တစ်တပ်အုပ် APSDF ကဖွဲ့စည်းတည်ထောင်ခြင်း38နှစ်မြောက်မှာဂရိသစ္စာပြုထုတ်ပြန်ထားပါတယ်။ရှစ်လေလုံးလူတို့အရေးတော်ပုံကြီးမှပေါက်ဖွားရှင်တန်လာတဲ့အကြောင်းသားတက်မတော်ဟာတိုင်းသားပြည်သူလူတို့တရလုံးနဲ့အတူဆရာနာရှင်စနစ်ချုပ်ငြိရေးအတွက်လက်နက်ဆွဲကင်တိုက်ပွဲဝင်လာခဲ့တာ38နှစ်ပြည့်မြောက်ခဲ့ပြီလို့ဆိုပါတယ်။ຫນွေဦးတော်လည်းကာလမှာလဲစစ်ကြောင်းအသက်များဖွဲ့စည်းကမကွေးဒေသ၊စကိုင်းဒေသ၊မန္တလေးဒေသနဲ့ကချင်ပြည်နယ်တို့မှာ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဒေသခံတော်လှန်ရေးတပ်ဖွဲ့များနဲ့အတူလက်တွဲချီတက်တော်လှန်နေတယ်လို့သိရပါတယ်။၁988ခုနှစ်မှာယနေ့ຫນွေဦးတော်လှန်ရေးကာလအထိတပ်ဦးရဲ့အလံတော်ကိုဆက်လက်တည်ပိုးရင်းတပ်ဖွဲ့ဝင်တထောင်ကျော်အသက်ဆုံးပေးဆက်ခဲ့ကြရပြီး900ခန့်ဟာကိုလက်အင်ကဆွတ်လွတ်ခဲ့ကြရတယ်လို့ဆိုပါတယ်။ အကြံပတ်စစ်အုပ်စုကနိုင်ငံတော်အာဏာကိုလက်နက်ဖြင့်လူယူသိမ်းပိုက်ပြီးအထုအယောင်ရွေးကောက်ပွဲဖန်တီးကာအာဏာရှင်စနစ်တပ်ဆိုးရှေဖို့ဆက်လက်ကြိုးပမ်းနေတာကိုတွေ့ရကစစ်အင်အားချွတ်တဲ့လာတာကြောင့်ကြောင်းသားလူငယ်များပါအထမစစ်သားစုဆောင်းခံရပြီးရှေ့တန်းစစ်မျက်နှာများမှာအသက်ပေးစရေးခံရတယ်လို့ဖော်ပြထားပါတယ်။ပြည်တွင်းမှာလည်းစီးပွားရေးလူမှုရေးကျန်းမာရေးအဖက်ဖက်ကချွတ်ချုံကြမှုကိုပြည်သူလူထုတည့်ရလုံး ခါးဆေးခံရကဆေယနာရှင်စနစ်တတ်ဆိုးရှင်နေသည်မြကာလပတ်လုံးအထွေထွေအချက်အတဲများမှရုံထွက်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ် ABSDF အနေဖြင့်လူလူတိုက်ပွဲနဲ့လက်နက်ကင်တော်လိုင်းပေါင်းဆက်တိုက်ပွဲဝင်မှသာဆေယနာရှင်စနစ်မှာလွတ်မြောက်နိုင်မယ်လို့ယုံကြည်ပြီးချမှတ်ထားတဲ့နိုင်ငံရေးဦးတည်ချက်၄ရက်အောင်မြင်တဲ့အထိပြည်သူတရက်လုံးနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့ TG လက်နက်စွာဂရိတ္တစာပြုကြောင်းထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာ ဆက်လက်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရန်ကုန်တိုင်းစစ်ဌာနတပ်ရင်း9133ဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်ရန်ကုန်တိုင်းစစ်ဌာနအနေဖြင့်ရီမန်းချက်ပန်းတိုင်းပြည်သူတရက်လုံးဤရီမန်းချက်ပန်းတိုင်းဖြစ်သည့်အနာဂတ် Federal Democracy ပြည်တော်စုပေါ်ပေါက်လာရေးနှင့်အကြံဖတ်စစ်ကော်မရှင်ကိုအမြင့်ဖြတ်ချိန်မုံနိုင်ရေးတို့အတွက်အားသွန်ခွန်ဆိုင်ကြိုးပမ်းနိုင်ရေးအတွက်တက်အင်အားတိုးချဲ့သည့်အနေဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရန်ကုန်တိုင်းစစ်ဌာနမှတက်ရင်း 9133ကို2025ခုနှစ်အောက်တိုဘာလ30ရက်နေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့်အတည်ပြုဖွဲ့စည်းလိုက်ကြောင်းရန်ကုန်တိုင်းစစ်ဌာနမှသတင်းထုတ်ပြန်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနသည်2021ခုနှစ်မေလ9ရက်နေ့တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုစတင်ဖွဲ့စည်း၍ အဂျပန်စစ်ကော်မရှင်အားအပိတိုင်အမြင့်ဖြတ်ချိန်မုံရေးအတွက်နိုင်ငံတော်ရှိစစ်ဒေသအနေမြေအသီးသီးတွင်တရင်တပ်ဖွဲ့များဖွဲ့စည်းကစစ်ရဲလှုပ်ရှားမှုများဆင်ဆက်မပြတ်လှုပ်ရှားဆောင်ရွက်နိုင်ရန်လမ်းညွန်ခဲ့ပြီးနိုင်ငံအနှံ့အပြားတွင်တရင်ပေါင်းများစွာဖွဲ့စည်းကတိုက်ပွဲဝင်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန၏လမ်းညွန်ချက်နှင့်အညီရန်ကုန်တိုင်းစစ်ဌာန၏တရင်များဖြစ်သည့်တရင် 9133တက်တရင်အထူးချိန်မုံရေးတက်ဖွဲ့နဲ့ဗျူဟာစစ်ကြောင်းတို့ကိုဖွဲ့စည်းပြီးတရင်များအခြေဆိုင်ရာရွေလျားဒေတာအသေးသေးတွင်မဟာမိတ်တက်ဖွဲ့များနဲ့ပူးပေါင်း၍တိုက်ပွဲပေါင်းများစွာတွင်ရွရွချွတ်ချွတ်တိုက်ပွဲဝင်နေကြဆဲဖြစ်တယ်လို့အသိပေးထားပါတယ်ခင်ဗျာဝက်လက်မြို့နယ်မှာစစ်ကော်မရှင် MI 17လေရင်တစည်းကြည်တိမန်မီကိုတလေးလေးဖြစ်ပြန်မောင်းပြေးသွားခဲ့ဟုဆိုဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။စကိုင်းတိုင်းရွှေဘိုခရိုင်ဝက်လက်မြို့နယ် ရွာသားကြီးကျေးရွာရှိစစ်ကော်မရှင်တပ်အထိုင်စခန်းကိုအင်အားဖြည့်လာတဲ့ရဟတ်ရင်နှစ်စီးကိုပြစ်ခတ်တိုက်ခိုက်ရာတစည်းကြီးထိမှန်ပြီးမိကိုထွက်ကပြန်မောင်းပြေးသွားခဲ့တယ်လို့ဝက်လက်မြို့နယ်ပကပကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ၁ရက်မနက်၈နာရီ58မိနစ်အချိန်မှာတက်မ33မှာတက်လာတဲ့ MI17 နှစ်စီးဖြင့်လူအင်အားလက်နက်အင်အားများချပေးကမုံရွာနမခတ်တက်ကာရိုခိုပါတစည်းဖြင့်လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ MI20 ဟာမနက်9:45မိနစ်အချိန်မှာထပ်မံပြန်တက်လာခဲ့တယ်လို့သတင်းရတာကြောင့်ကိုရောင်ကြားဘက်ကဖားနဲ့လှုပ်ရှားပူပေါင်းမဟာမိတ်အဖွဲ့ကကင်းမုံ့မှုအသက်ဆောင်ဆိုင်က9:40မိနစ်မှာစတင်ပြစ်ခတ်တက်ခတ်ခဲ့တယ်လို့သိရပါဗျ။ထိတွေ့တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်သားအများအပြားဒဏ်ရာရရှိခဲ့ကဒဏ်ရာပြင်းထန်သူများကို MI17 ဖြင့်ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။ ထို့အပြင်စစ်ကော်မရှင်ရဲ့ MI-17 တစ်စီးရဲ့ generator အရန် engine ကိုထိမှန်ခဲ့ပြီးအင်အားချနိုင်ခြင်းမရှိခဲ့ပဲမီကိုတလေးလေးဖြင့်တပ်မတုံးတုံးကို ပြန်လည်မောင်းပြေးသွားခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာစားတောင်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကိုဂျားပြတ်တက်ခတ်ခဲ့ရာ၅ဦးထပ်မံတဲ့တိုက်စုံဆိုတဲ့တဲ့င်းကိုတင်ပြပေးတော့ပါမယ်။စကိုင်းတိုင်းစားတောင်မြို့အနောက်ဘက်ကိုစစ်ကြောင်းထိုးလာခဲ့တဲ့စစ်ကော်မရှင်တပ်ဖွဲ့အားဂျားပြတ်တက်ခတ်ခဲ့ရာ၅ဦးထပ်မံတဲ့တိုက်စုံခဲ့တယ်လို့စားတောင် မိုးချိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။အော်တိုဘလာ31ရက်ညနေ2နာရီမှာစားတော်မျိုးရှိစစ်ကော်မရှင်တပ်စခန်းမှာတပ်သားပြူစောထီနဲ့ရဲတပ်ဖွဲ့ဝင်အင်အား60ခန့်ဟာပြည်သူများကိုလိုက်လံပစ်ခတ်ပြီးမြို့အနောက်ဘက်ကိုစစ်ကြောင်းထိုးလာခဲ့တယ်လို့ဆိုပါတယ်။အဆိုပါစစ်ကော်မရှင်စစ်ကြောင်းကိုစကိုင်းခရိုင်ကိုကဲရီစစ်ဌာနရဲ့လမ်းညွန်ချက်ဖြင့်စားတော်မိုးချိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကကြားပြတ်တိုက်ခတ်ခဲ့ရာ2နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲတွင်စစ်ကော်မရှင်တပ်ဖက်က9ဦးထပ်မံတဲ့တေဆုံးခဲ့ပြီး10ဦးဒဏ်ရာရခဲ့တယ်လို့သိရပြီး MA1 တက်လက်60 mm ဘုံသီးနှလုံးကြေပေါက်သုံးပေါက်နဲ့ဆက်ဆက်ပစ္စည်းများတင်းဆဲရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာကော့ကရိတ်မြို့နယ်ထီဖိုးဆန်ကျေးရွာအနီးတွင်စစ်ကောင်စီတပ်စစ်ကြောင်းကိုတိုက်ခိုက်စစ်သား10ဦးထပ်မံတဲ့တေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်ကော့ကရိတ်မြို့နယ်ထီဖိုးဆန်ကျေးရွာအနီး၌ တော်လေးတပ်ဖွဲ့များကစစ်ကောင်စီတပ်၏စစ်ကြောင်းတစ်ခုကိုတက်ခတ်ခဲ့ရာစစ်သား၈ဦးထပ်မံတေဆုံးခဲ့ကြောင်းစစ်ရေးသတင်းများအရသိရှိရပါတယ်။အဆိုပါတိုက်ပွဲသည်အော်တိုဘာ31ရက်ညနေပိုင်းကဖြစ်ပွားခဲ့ပြီးတပ်မဟာတပ်၏တောင်ဘက်အနီးတွင်တော်လေးတပ်ဖွဲ့၃ဖွဲ့ပူးပေါင်း၍တက်ခတ်ခဲ့ခြင်းဖြစ်ကာတိုက်ပွဲပြီးနောက်စစ်ကောင်စီတပ်သည်ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီဘက်မှ ဒဏ်ရာရရှိသူများလည်းရှိပြီးတောင်လေးတက်ဖွဲ့များကနေပြည်တော်ရှင်းလင်းစင်အတွင်းအလောင်းရှင်းလောင်းကိုတွေ့ရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့သတင်းတွေကတော့ Radio NUG သတင်းထောက်ခါရှင်းနဲ့ဗတဲ့ဖို့တို့ကပြပို့ထားတာဖြစ်ပါတယ်ကျွန်တော်ຫນွေဦးမို့ပါခင်ဗျာဗီဒီယိုညွှန်ကြည့်ရဲ့မနက်ခင်းစီစဉ်တွေကိုဆက်လက်တင်ပြနေပါတယ် အခုဒီခါနားဆင်ကြရမှာကတော့မြမနွေခရိုနီကယ်အော်တိုဘာ31မြင်ကွင်းဖြစ်တဲ့အထီးမခံဖြစ်နေသည့်အာနာသိန်းစစ်တရဲ့ရွေးကောက်ပွဲလို့အမည်ရတဲ့မုံမခဆောင်းပါကိုတော့နှွေဦးမိုင်မှဖက်ချားတင်ပြပေးပါမယ်ရှင်မြမနွေဦးခရိုနီကယ်အော်တိုဘာ31မြင်ကွင်းအထီးမခံဖြစ်နေသည့်အာနာသိန်းစစ်တရဲ့ရွေးကောက်ပွဲ ရုပ်ရှင်လောကကဒါရိုက်တာတရုတ်ဆောင်6ဦးကိုရဲ့အနည်းငယ်တွင်စစ်တိုက်ဆိုသလိုအာနာသိန်းစစ်တပ်ကဖမ်းဆီးခဲ့တဲ့အဖြစ်ကလူအများကိုအံ့အားသင့်စေခဲ့ပါတယ်။လူသိများတဲ့ဒါရိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထက်ဟာတတရုတ်ဆောင် အုံတိုင်းခေါ်ဇော်မြင့်တို့ကို အောက်တိုဘာ29ရက်နေ့ဝင်းကျင်က ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးခဲ့ပြီးနောက်နှစ်ရက်ကြာမှာနောက်ထပ်ရုပ်ရှင်ဒါရိုက်တာတက်လွန်ခေါ်ဇပြူတက်ထွန်းလွင်နဲ့ ောင်ချမ်းလို့ခေါ်အေးချမ်းအောင်တို့ကိုထပ်မံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အခုဖြစ်ရမဖြစ်ပွားခင်ရဲ့အနည်းငယ်ကရွေးကောက်ပွဲကို ထောက်ခံပြီးနူးတော်လိုင်းကိုဝေဖန်ရှုတ်ချထားတဲ့ဝါရဖြန့်ရုပ်ရှင်ဇလန်းတူ ထုတ်လွှင့်ခဲ့ရာကဆိုရှယ်မီဒီယာမှာရိုက်ခတ်တဲ့ကြရက်နဲ့အတူစစ်တပ်ရဲ့အခုလိုဝါရဖြန့်စစ်စင်ရေးတစ်ခုကိုလှုပ်ဆောင်လာတာဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အများပြပါဝင်သရုပ်ဆောင်ထားကြတဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများရုပ်ရှင်ဇလန်းတုံမှာပါဝင်ခဲ့တဲ့ရုပ်ရှင်သရုပ်ဆောင်များကိုတပိတ်မှောက်ကြဖို့ဤပရောက်မြန်မာနိုင်ငံသားတွေမြန်မာဆိုရှယ်မီဒီယာသုံးဆွဲသူတွေအကြားနှိုးဆော်မှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ် ဂျီဝါရဖြန့်ဆက်လန်းတူမှာပါဝင်ခဲ့တဲ့ရုပ်ရှင်သရုပ်ဆောင်တွေအနေနဲ့၎င်းတို့အပေါ်ဘယ်လိုဖိအားပေးမှုတွေရှိခဲ့သလဲဆိုတာထုတ်ဖော်ပြောဆိုခြင်းမရှိတာကြောင့်တိတိပပပမသိနိုင်ကြပါဘူး။ပြန်ကြားရေးဝန်ကြီးဌာနအောက်ကညွှန်ချုပ်အဆင့်ရှိသူကရန်ကုန်မြို့မှာရုပ်ရှင်လောကသားတွေနဲ့တွေ့ဆုံပြီးရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါရဖြန့်ချီရေးတွေမှာ အဝင်ကူညီကြရမှာဖြစ်ကြောင်းပြောဆိုခဲ့လို့လဲအမိမဖော်လို့တဲ့တရင်ရင့်မြစ်ကိုကိုကပြီးတရင်ဌာနတွေကဖော်ပြထားကြတာတွေ့ရပါတယ်မြန်မာဆိုရှယ်မီဒီယာပေါ်မှာတော့ဒီဝါရဖြန့်ဇလန်းမှာပါဝင်တာကြောင်းနောက်ခံအကြောင်းရင်းဘယ်လိုရှိပါစေ၎င်းတို့ကိုတပိတ်မှောက်တန်းခတ်ကြဖို့နှိုးဆော်မှုတွေမြင့်တက်လာနေတာဖြစ်ပါတယ် စီအာနာသိန်းခါဆအာနာသိန်းမှုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာပါဝင်ဆန္ဒပြခဲ့ကြတဲ့တရုတ်ဆောင်တွေရဲ့တပ်ပုံဗီဒီယိုကလစ်တွေနဲ့အခုလက်တလုံးရွေးကောက်ပွဲဝါရဖြန့်ဇက်လန်းကဖျက်တောက်ထားတဲ့ကလစ်တွေကိုတွဲဆက်ပြီးဆိုရှယ်မီဒီယာမှာဗီဒီယိုအတိုတွေလည်းပြန့်နှံ့နေကြတာတွေ့ရပါတယ်စီအာနာသိန်းခါဆဆန္ဒပြမှုတွေမှာပါဝင်ခဲ့တဲ့ရုပ်ရှင်ကိတနေပေကထင်ရှားကြော်ကြားသူအများပြဖန်ဆီးခံခဲ့ကြရသလို လပိုင်းအတွင်းပြန်လည်လွံ့မြောက်သူရှိပေမဲ့အချို့လဲနှစ်ပေါက်ကြီးအထိပြစ်ဒဏ်ချမှတ်ထိမ့်သိမ်းခံခဲ့ရတာဖြစ်ပါတယ်။ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတွေထဲကအချို့သောတရုတ်ဆောင်တွေအနေနဲ့ဒီနေပေမှာဆက်လက်ရှင်းတန်းလုတ်ကင်နိုင်ဖို့အတွက်အာနာသိန်းစစ်တကဖိတ်ကြားတဲ့ဖြောပြေးပွဲလို့ ခန်းအားတချို့ကိုမလွဲမရှောင်သာတက်ရောက်ကြရတာလည်းတွေ့ကြရပါတယ်။ဥပမာအဖြစ်စစ်ကောင်စီအစိုးရရဲ့အကြံမှန်တပ်လိုမျိုးမှာတွားရောက်ဖျော်ဖြေရတာမျိုးလည်းရှိခဲ့တာဖြစ်ပါတယ်။ဒီလိုရုပ်ရှင်သရုပ်ဆောင်တွေနဲ့ပတ်သက်လို့စစ်အာဏာရှင်စန့်ကျင်ရေးအင်အားစုတွေဖက်က ထောက်ခံသူတွေဖက်မှာဆန္ဒပြဖို့တပိတ်မှောက်ဖို့နှိုးဆော်နေကြချင်း ရန်ကုန်အခြေစိုက်ပျောက်ကြားအဖွဲ့အစုကကြီးညာချက်ထုတ်နေချိန်အာနာသိန်းစစ်တပ်ဖက်ကလည်းဂျီဝါရဖြန့်ရုပ်ရှင်ဇလန်းမှာမပါဝင်တဲ့ရုပ်ရှင်လောကသားတွေရဲ့တူးချင်းဆိုရှယ်မီဒီယာလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတာဖြစ်ပါတယ်။သဘောထားမှတ်ချက်တဲ့တဲ့ရေးမှမဟုတ်ပဲတွေ့ဝဲရေးသားတာမျိုးဒီဇလန်းနဲ့ပတ်သက်တဲ့ပြပအခြေစိုက်သတင်းမီဒီယာတွေရဲ့သတင်းတွေမှာ လိုက်လုတာပတ်ချက်ပေးတာမျိုးအထိအသေးစိတ်စောင့်ကြည့်နေပြီးရုပ်ရှင်ဒါရိုက်တာတွေတရုတ်ဆောင်တွေကိုစစ်တိုက်ဖမ်းဆီးလာတာဖြစ်ပါတယ်ဒီလိုအနေထားကိုသုံးသပ်ကြည့်ရင်အာနာသိန်းစစ်တပ်အနေနဲ့နိုင်ငံရေးတကြွလှုပ်ရှားသူတာမန်ပြည်သူတွေထက်အမှုပညာရှင်တွေဆိုရှယ်မီဒီယာပေါ်မှာလူသိများသူတွေကိုမျက်ခြင်မပြတ်စောင့်ကြည့်နေပြီးတစ်ချက်မှားတာနဲ့ဖမ်းဆီးအရေးယူဖို့အသင့်ဖြစ်နေတဲ့သဘောလို့ကောက်ချက်ချနိုင်ပါတယ် နှစ်ကုန်မှာကျင်းပမဲ့ရွေးကောက်ပွဲကို34မြဆန့်ကျင်ပြောဆိုတာသဘောထားမှတ်ချက်ပေးတာမခံနိုင်တဲ့အနေထားအထိမခံတဲ့အနေထားကိုထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ပြီးခဲ့တဲ့9နှစ်တာနှီးပါးကာလအတွင်းစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ရည်တီချက်သဘောထားလုံဆောင်မှုတွေနဲ့ပတ်သက်ပြီးအယက်သားဌာနဆိုင်ရာဝန်ထမ်း၊ဆရာဝန်၊စာပေအမှုပညာရှင်၊တရင်းစာဆရာ ေးရင်နက်ခတ်ဟောပြောသူအစရှိတဲ့လူဒန်းစအလွှာမျိုးမျိုးကလူပေါင်းထောင်ကနန်းကနေတောင်းကနတ်ထိဖန်စီအေးယူအပြစ်ပေးခဲ့ပြီးဖြစ်ပါတယ်။လက်နက်ကိုင်နီလာနဲ့စန့်ကျင်တာမဟုတ်တဲ့သူတွေကိုအ ਨੇ ဆုံးလပိုင်းကနေအများဆုံး၃နှစ်နဲ့၅နှစ်ထိထောင်နန်းတွင်ချမှတ်ခဲ့ပြီးအချို့ကိုပြစ်ဒဏ်လွန်ငင်းခွင့်ကျင့်ရတဲ့အချိန်မျိုးမှာထဲ့သွင်းခံရလို့လွတ်မြောက်ခဲ့ရတာတွေလည်းရှိခဲ့ပေမဲ့ထောင်နဲ့ချီတဲ့သူတွေအကျဉ်းထောင်ထဲရှိနေကြဆဲဖြစ်ပါတယ်။ အခုလာမယ့်ရွေးကောက်ပွဲမတိုင်ခင်မှာဒီရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အများပြားဖန်ဆီးခံကြရအောင်မဲ့အလားအလာလည်းရှိနေတာပါခုချိန်ထိ80နီးပါးဖမ်းဆီးခံထားရပြီလည်းဖြစ်ပါတယ်။ပြည်ပရောက်စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေအနေနဲ့ပြည်တွင်းမှာနေထိုင်နေကြတဲ့သူတွေရဲ့လုံခြုံမှုလိုအပ်ပေအနေကြောက်မှုမရှိစေဖို့အွန်လိုင်းလုံခြုံရေးနဲ့ပတ်သက်တဲ့ဗဟုသုတအလေးအကျင့်တွေရှိကြဖို့အသိပညာ စီမင်းစည်းကမ်းတွေမျှဝေပေးချဖို့လည်းအရေးကြီးနေတဲ့အနေအထားဖြစ်ပါရဲ့ရှင်။ဒေါက်တာရှင်များရှင်အခုဒီခါနားဆင်ကြရမှာကတော့တော်လှန်ရေးတဂီတာအနေနဲ့တီးဆိုအစ်စဖုံးမြင့်အောင်နဲ့ဒေးဗစ်ထိုက်တိုတီးဆိုထားတဲ့ရှေ့ဆက်ကြမယ်လို့အမိရတဲ့တော်လှန်ရေးတဂီတာကို နားဆင်ကြရတော့မှာဖြစ်ပါရဲ့ရှင်။ မတည်ဘူးကြည်စံကြမှာရှိသိမ့်ဒီအသက်ပေါင်းများစွာလမ်းမထမ်းမှာဘတော်မှာတို့ရမတည်ဘူး Hey တံပေါင်းတွင်သူဒီရှိစံတော်ကြမယ်ဒီမေဆာဇော tue tu tue si sa ta so kwe de ne ma ro le au mwe sha me yong ji je ko je ma swae 亚朵兰马特。 ဗီဒီယိုညချီကိုနာတော်တာဆင်နေတဲ့ပရိသတ်များရှင်အခုနောက်ဆုံးအနေနဲ့တိုင်းရင်းသားဘာသာစကားနဲ့တရင်ထုတ်လွှင့်မှုအစီအစဉ်မှာတော့ချိုးချင်းဘာသာခွဲတစ်ခုဖြစ်တဲ့မွန်ဘာသာဖြစ်တရင်ထုတ်လွှင့်မှုကိုနားဆင်ကြရတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်ကို Radio NUG နဲ့ချိုးချင်းဘာသာတရင်ထုတ်လွှင့်မှုဖွဲ့တို့ကပူးပေါင်းတင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင် ᱢᱤᱱᱟ ᱴᱩᱱᱟ na ᱟᱴᱩᱝ ᱚᱭ ᱠᱚᱠᱩᱢ ᱯᱷᱨᱚᱢ ᱠᱩᱞᱟᱢ ᱠᱩᱞᱤᱝ ᱯᱷᱟ ᱵᱞᱮᱠ ᱠᱷᱟ ᱨᱩᱭ ᱦᱩᱢᱩ ᱴᱩᱨᱤ ᱢᱤᱝᱟᱭ ᱵᱟᱠᱷᱟᱱᱤ ᱟᱴᱩᱝ ᱚᱭ ᱠᱚᱠᱩᱢ ᱯᱷᱨᱚᱢ ᱠᱩᱞᱟᱢ ᱠᱩᱞᱤᱝ ᱯᱷᱟ ᱵᱞᱮᱠ ᱠᱷᱟ ᱨᱩᱭ ᱦᱩᱢᱩ ᱴᱩᱨᱤ ᱢᱤᱝᱟᱭ ᱵᱟᱠᱷᱟᱱᱤ ᱟᱴᱩᱝ ᱚᱭ ᱠᱚᱠᱩᱢ ᱯᱷᱨᱚᱢ ᱠᱩᱞᱟᱢ ᱠᱩᱞᱤᱝ ᱯᱷᱟ ᱵᱞᱮᱠ ᱠᱷᱟ ᱨᱩᱭ ᱦᱩᱢᱩ ᱴᱩᱨᱤ ᱢᱤᱝᱟᱭ ᱵᱟᱠᱷᱟᱱᱤ ᱟᱴᱩᱝ ᱚᱭ ᱠᱚᱠᱩᱢ ᱯᱷᱨᱚᱢ ᱠᱩᱞᱟᱢ PDF mandali no pret kini chuti ang thum na li chu so ro yung phumi yang phosa pri ne ngon kia ba mi panna pan na om ne thu kan na bi do wa chi ro ma ro una tang kan no a long thu phi ni ngai chuti ang thu vi li chu ang bi wa ya election ni chu ang krisino no yuma ma bi ya bi lo na kya ki chi a mya UN ang wai dom and ru no pren na thu ri tu shin kan no mi ngai khai kongru su yang bum no kukum pram kulam kulik ma tizim ong si kyo khong ga kyang sup ju ami bi om gi ke si achuna kyang le ju sian na om du man de pram kulam kulik adung kan no tu ne bai na pri of national league for democracy sian na thum thang tian uk thang phung lian le ju ခုကုံဖုံကလမ်ကလီအွန်အင်ကနိုတူနေငပိုင်နာပရီအော့ဖ်ကီမောင်စီအန်အယ်တီနိုထွမ်းရှိုကြကနီအရှင်နပုနိုကပ်ထန်လီဂျူခုကုံဖုံကလမ်ကလင်းဖာအင်္ဂရိစီယာအီလက်ရှင်ဘီနာကုံချင်းပီကွန်ဂရက်ပါတီအင်ကနိုငှရှုတုခါချီယာအပရင်နာအုံးနေပူဇိုဇမ်ပီရှမ်ပါတီအန်ဘူမွန်အတငါအင်္ဂရိစီယာအီလက်ရှင်နိုအင်ရှုတုနာအော့ဖ်ခါချီမောင်အပရင်နာအော့ဖ်ကီနီဂျူတီယာပူချန်း

မန်လီခွာကရုံအော့ကီယာဆေကောရာကံဘုံရီနောအမရာပရခိုရီရှုနာအော့ခါဂျီမောင် PDF မန္တလေးနောဝိချမ်ကုလေကိုဟုထုံရှောဂီနေ PDF မန္တလေးလေကျူ NUGMOD ကုကံအော့ကီယာဆေကောရာကံဘုံတမကျက်ကီဂျီပီပရစ်ကီနီဝန်တုံလေကျူ TNL နောတယုခုနောအန်ရေနာကွန်အတငာ မကုကလာမမိမောင်ရောင်ကနောငှိဘခိုင်ချေမောင်ဖီခခုဖုံကလမ်ကလင်းဟာအော်တိုပန်ခွိချမကလေးကိုငှဘပရနာအုံးဒူလန်ပန်ချုံဖီ PDF ဘုံရိယာကီတန်ကန်လေဂျူအချုနာမမိလာမကုမောင်ရောဆွနာအော့ခိုင်ချာမပရင်လောကကီနီမကွေခုဆောမောင်ရောယုံအမ်ဖောစာတမပရိနေငွန်ကီယောက်ပါမီတမလေဂျူ ปันนาอมเนอันนี้หงชกยามกันนาบีไวเจียมองสมังรมังรอุนาดังกันอออกตุปังหุชาทุมกิมหุทงเชกินีอคุกุมสลิกทุมล็อกยามหุมิสาตุมาเลจูอคุกุมกุลีเอทลอกยามมมินซงมีนาเกียปามีตุมานอปรีเนอังวนาพีกากินีอจุนาอมิกปานาอคุกุมกุลีปามีมมินซงมีนาเกเลจูอันนี้หงชกยามกันนารีล็อกขยะชินยุง pi na op kha ji mong pi so mang ro mang ro u na tang kan op pi kini မြန်မာခုယုံအင်္ဂရိစီနိုဘီလဝါယာအီလက်ရှင်းလေကျူအမွတ်နော်အယူမအဘီလော့ကကီဂျီမော UN မြန်မာခုအောင်ပိုင်တော်မန်ဒရူနော်ခေါကုံဖရမ်ကလမ်ကလင်းဖောင်ဟွိချမ်ကလေကုံမမ်ဘီယာပရဆာနာကုံအပရနာအော့ကီနီ NLD ပါတီလာအဟီပါတီယုံကောင်ဝိုင်ရီပန်းနေထုံးအကျုံနာအဒုဒိနာရီအဒါအော့ကီဂျီမောင်အင်္ဂရိစီနိုဘီယာအီလက်ရှင်းလေကျူအဦးနော်ဖီ akchang na kop ki jimo tom Andrew no pet kini khogum tham kulam kulim ha thikyang tu nem bi lo waya angrisia election nung leju party phakip lekshino ngshu tu kha ji mo ningam thin duri ne atung ngang thumi nga leju simbang kya khani nyama khokrung la khyo khong nem pya khyo za khyaw ni nem ban ayo thisi na ang ai naw ri ayo mai ne nai bum khut nem jeng na so ja shingkano pen tu ni nu pa phina ban rai le om kokum tung si mba kho yung kheng luk poi ri phua khyang ak dum asuna alim na opkini lem mind sla kek sak thi gya kheng lung ri le ju ang lung ka dang u ne ang sho ak dum okulum akhang ambut chia aming khrana opkini lem mind sla kheng luk poi ri le ju ajaw aming tung ka nang mana amhun ri yung atuk bak thu aming tung ka na ka amhun ri yung huning ne ajun à riya hunung rog akya à kung kheng luk poi ri chu a à iya kya u no chiya ngai na wai thu kha ni kek sak thi kya kheng luk poi ri la le mind suri yap na ro ro na sungon taw na miom khi na ri kabi vai ng o va ya ak du ma kek thi u ne khang ri amilin à vai amin à hun amai va ya kya sak hing ni a à om na ka pe yunga ng o va ya ajun à mai mai ri nuhu akya à kung ahi à kya nga à, nam Thiên du vai. Chun a cái ne na nga à pho phing ở vai ka kya hang le ju. Bây nak tu mat bine a à chun a mong lam ri mzi kya ang buma nam Thiên vai. cái <laughs> ဒီကနေ့ကတော့ဒီညနဲ့ပဲ Radio đã nhận lại ba mươi sáu. Nhà 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 Nghiệp, NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်မှာပြန်လည်ဆုံတွေ့ကြပါစို့။မြမနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ ်ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG အဖွဲ့သူဖေသားတွေကဆုတောင်းနေတာပေါ့။မေသားမီမျိုးရဲ့အဆိုအရစက်တော်ရီတရင်အချက်အလက်တွေလည်းပြညာဝေကြားတာကထုတ်လင်းလို့ရေဒီယို NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစိတ်နှာရှင်တွေအားပေးနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်